တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့သကောင်စင်းရဲ့လူဦးရေ10ဦးမှာတဦးဟာအသက်60နှစ်နဲ့အထက်ဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းသကောင်စင်းရဲ့လူဦးရေ10ဦးမှာတဦးဟာအသက်60နှစ်နဲ့အထက်ဖြစ်နေပြီးအသက်80ကနေ90အကြားလူဦးရေဟာပုံမှန်များပြားလာတယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာမြင့်မြင့်အောင်ခင်ကပြောကြားခဲ့ပါတယ်။မြန်မာတပြည်လုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် အသက်60နှစ်နဲ့အထက်လူဦးရေ6တန်းခန့်ရှိနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်ကမ္ဘာပေါ်မှာရှိတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာခလေးမွေးဖွားနှုန်းကျဆင်းလာခြင်း၊ကူးစက်ရောဂါများကာကွယ်တားဆီးနှိမ်နင်းခြင်းလုပ်ငန်းတွေကိုရခင်ကားထက်ပုံမဆောင်ရွက်လာခြင်းတို့ကြောင့်လူများရဲ့တက်တန်ပုံမမြင့်တက်လာရတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအခြေအနေအရညားပြလာတဲ့တက်ကြီးရွယ်ဦးတွေကိုအဖက်ဖက်ကပြုစုဆောင်ရှောက်ပေးဖို့လိုအပ်နေရကြောင်းအရေးအသွေးပြေဝတဲ့ဆောက်ရှောက်သူများပေါ်ပေါက်လာအောင် တင်နန်းပေးမှုများကိုစီစဉ်လျက်ရှိနေရလို့သိရပါဗျ။မြန်မာနိုင်ငံအပါအဝင်ကမ္ဘာပေါ်မှာနှစ်စဉ်တက်ကြီးရွယ်ကိုအရေးအတွက်နှစ်ရာခိုင်နှုန်းတိုးတက်လျက်ရှိပါဗျ။လက်ရှိအနေအထားအရမြန်မာနိုင်ငံအတွင်းမှာလည်းအသက်60နှစ်နဲ့အထက်တက်ကြီးရွယ်ကိုဦးရေဟာလူဦးရေစုစုပေါင်းရဲ့17ရာခိုင်နှုန်းအထိမြင့်တက်လာနေပြီဖြစ်ပါတယ်။ဒါကြောင့်မိသားစုလူနေမှုပုံစံပြောင်းလဲလာတာနဲ့အမျှရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုလိုအချက်တွေလည်းရှိလာတယ်လို့သိရပါတယ်ရှင်။